အားလုံးပဲမင်္ဂလာပါရှင်။တင်ကတူသမီး channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆီယာမခင်မျိုးချီရေးသားတဲ့ဆနလာရာသီပန်းများနဲ့ပွဲတော်များအကြောင်းစာအုပ်ထဲက ပြာဒူလာရဲ့အကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ပြာဒူလာသည် မိုးလီတန်းမှာလုံးဝအုတ်တုံကင်းလို့တော်ရာသီဖြစ်သည်။ ရှောင်ကြည်လက်သောနေများ ချမ်းစိမ့်စိမ့်ရသည်နှင့်စီးနေရောရှက်သောညများဖြစ်သာရှိကုန်သည်။ဝါတွင်ကာလမိုးတွင်ကာလနှင့်လေရောတဲကအလုံးချမ်းများအဆုံးတက်ခဲ့သောတရင်ကျွလာမှအစာပြု၍ပွဲတော်များကျင်းပလာလိုက်သည်မှာယခုလာမှာတော့အပြည့်အဝဆင်းရဲကြပြန်သည်။ဖျားပွဲတော်တွေကိုဤလာတွင်မှကျင်းပကြသည်။ ဖျားပွဲတော်များရှိနေသည့်အတွက်ဆိုင်ကန်းများကလည်းပွဲကင်းရှိရာနေရာများတွင်ရောင်းချစရာပစ္စည်းများဖြစ်သောဒေသမျိုးစုံထွက်ပစ္စည်းများအယောင်တင်ထားသောမြေတဲပစ္စည်းများဂျင်းဝါထန်ရွက်တို့ဖြင့်ပြုလုပ်သောတစ်တာချင်းအဆရှိသည့်ပစ္စည်းများလက်ရက်လုတ်တောက်ပသောအယောင်များရှိသည့်ခြိတဲစားများစသည်စသည်ဖြင့်အရာအားလုံးမှာဆွဲဆောင်မှုအပြည့်ရှိ၍အတုံးလဲဝင်ကအစင်တန်စာအပြည့်ဖြစ်သည် ခေါင်းအုံကုရှင်မှုရများအတွက်ဝါကုန်းများဝယ်ယူရန် အကောင်းဆုံးချိန်ခါလေးဖြစ်ပါသည်ခြားရဟတ်များအပျော်စီးရင်များတေဂီတာတီးမုတ်ဖြောပြေပွဲများသည်ဖျားပွဲတော်တစ်ခုမှတစ်ခုသို့ကူတန်ခင်းကျင်းကြသလိုဈေးကင်းများကလည်းတဏီယာမတဏီယာကူတန်ရောင်းချကြသည်မှာဖျားပွဲတော်များဤတစိတပိုင်းပင်ဖြစ်ပါသည် ြိလက်တော်ရဒေတာများတွင်ဈေးကုန်သည်များသည်တဏီယာမတဏီယာသို့နှွားလေများမော်တော်ပုံများဖြင့်ကူးကြသည်ဤအချိန်အခါတမယသည်ကထိုသူတို့အတွက်ပွဲခင်းထဲမှတငယ်ချင်းမိတ်ဆွေဆွေမျိုးတင်ကဟာများပျော်ရွှင်စွာစူးစီးကြရသည်လည်းဖြစ်သည်ရှင်သည်ဖျားလေဖူးရင်လက်ယူလေတူရင်ဆိုသလိုကိုအကျိုးရှိအောင်အတုံးချတတ်သူများပြီးပြီးတဏီယာမတဏီယာသွာလာဖို့ အခွင့်အရေးရခိုင်တယောက်နှင့်တယောက်တွေ့ဆုံကအလုတ်ကိစ္စများသည်လည်းကုသိုလ်ရစေဖို့လူကြီးသူမာများကို ရှ िख ိုးကတော်ကြကဖျားစေသည့်ပထိုးများပြုပြင်ထိန်သိမ်းဖို့ရန် အလူများလည်းပေးလူနေကြသည်မြန်မာဘရင်များလက်ထက်တွင်ဤလာသည်ဘရင်တက်မတော်များအခမ်းအနားစီရင်ကျင်းပသောအချိန်ဖြစ်သည်စီရင်စီရာလေးပါဖြစ်သောလှဲတက်ကြီးတက်မြင့်တက် စင်တက်တို့သည်စစ်ဝိတ္တစာများ တင့်တယ်စွာဝတ်စားဆင်ရင်ကြလျက်နန်းရင်ပြင်မှအစွမ်းထွက်ပြကြသည်မြင်းကို အပြေးဆိုင်နှင်ပြခြင်း မြင်းစည်းလျက်အဲမောင်းပစ်ခြင်းစစ်တစာများဖြစ်သောချက်မိန်ညိုတို့ကိုတည့်ရက်တင့်တယ်စွာဝတ်စားဆင်ရင်လျက်သက်ဆိုင်ရာတပ်ဖွဲ့အတီးတီးမှဒေါလန်လေးမြတိုင်းတို့ကိုဆွဲကင်ဆောင်ကစစ်ကြီးခင်းပွဲကိုကျင်းပခြင်းစသည့်အမျိုးမျိုးအဖုံဖုံကားပြကြရာ ဆိုင်တန်ပုံတန်တညာညာဖြင့်စီကားတိုက်မြိုက်စွာကျင်ပါလျက်ရှိသောပွဲကင်းကြီးဖြစ်နေပေတော်သည် စိတ်လှုပ်ရှားစရာကောင်းလာသောစည်ရေးပြပွဲတစ်ခုသည်ကစီကြီးများဖြင့်တီးသောတေးတန်ဖြင့် လဝဲလယုံတွင်ကာကိုကိုင်ကလက်ရလယုံတွင်ဓာကိုကိုင်လျက်တီးခွန်ညီညီဖြင့်တတ်ဆိုင်ရာသူရဲကောင်းများကပြကြသောကာအကဖြစ်လေသည်စစ်ချင်းအဖွဲဟုခေါ်တွင်သောကာချင်းသပင်အဖွဲသားများသည့် လက်ယုံကိုသာအားကို၍ရန်သူကိုရဲဝံ့စွာရင်ဆိုင်ရဲသောတတိထူများရှိကတက်တက်ကြွကြွနှင့်ပျော်ရွှင်မှုများအပြည့်ဖြည့်ဖြစ်နေတော်သည် သူတို့၏စစ်သွေးစစ်မှန်တက်ကြွသော စိတ်ဓာတ်များသည်မိုးမြေနှင့်တကွပန်းမှန်တပင်တို့စီကားတင့်တယ်လှပမှုကိုကား ချစ်ခင်မျက်နှုံးမူများတွင်စည်းဝင်လျက်ရှိကမြန်မာပြည်တောင်ထုပြားပေါ်မှာရွှေစည်တီမပြတ်စည်းစင်းနေသောမြေကြီးများညညာပြန့်ပြူးသောတောတောင်တောအုံများအစရှိသောတာယာလှပသည့်နန်းတော်ဝင်းကျင်မြေပြင်တောတောင်ဝင်းကျင်တို့ကိုတဘာဝအလှပတို့ကို ဖွဲ့နှွဲ့မတီဆိုပဲမနေနိုင်အောင်ဖြစ်လေတော့သည်တကရွေ1343ခုနှစ်ငါးစီးရှင်ကြော်စွာ ရေးသားခဲ့ပြီး သူကိုယ်တိုင်ဥဆောင်တည်ဆိုခဲ့သောကာချင်းလည်းရှိပါသည်မိုးဆောင်တွင်ပင်တသွင်သွင်မပြတ်စည်းနေသော တင်းတွဲမြောင်းချင်းနှင့်အတူစီဝါကိုက်ငီအောင်သည်ဆိုသောတချင်းတန်စစ်သွင်းစစ်မှန်ဆိုတမ်းများ ကြီးကျယ်ခိုင်ခန်းလာသောပုံငါးဆင်ခုနှစ်ဆင်ရှိသော ပြတ်တကြီးများဖြင့်ဖွဲ့စည်းထားသည့်မြင်းဆိုင်မျိုးကြီးကကျူးကျော်လာသူများကိုကြံ့ကြံ့ခံရင်ဆိုင်လျက်ရှိသည်ကိုအာယုံရောက်သွားပေတော့သည်တစ်ချိန်လုံးက တာတာတရုတ်စစ်သည်များမြန်မာဌာနီတို့ကျူးကျော်လာရာနတ်စစ်သည်တို့ကဲ့သို့ရဲရင်သောစစ်တီတို့များသည်မိမိတို့ပြည်ကိုရွတ်ရွတ်ချွန်းချွန်းကာကွယ်ခဲ့ကြသည်တတိပြတိများကိုဤသို့တွက်လက်တက်ကြွသော တီးကျက်ဆူချက်များဖြင့်အမှတ်ရပွဲဖော်ညွှန်းထားပေတော်သည်စစ်ချီတခြင်း စစ်ခင်းတခြင်းတို့ကို ရိုးရာကျေးလက်တေးကပြများတွင် ပတ်တမ်းမှတ်ရာများအဖြစ်တွေ့ရသည်မှာစာပေကိုဂယုတဆိုင်အသက်တများယူရထိမ့်သိမ့်သုံးမီတက်သောအလေးအထားရှိသည့်ရှေ့မြန်မာစာဆိုပါရဂူကြီးများကြောင့်ပင်ဖြစ်ပါသည်မြေနှမ်းရှိတော်၌ကျင်းပသောဘယင်တမတော်သားတို့၏စည်ရေးပြပွဲတစ်ခုမှာစစ်သုံးလက်နက်တစ်ခုအဖြစ်အသုံးခံကြရသောတိုက်စင်များ၏စင်ခင်းသဘင်ဖြစ်သည်စင်ဤကြောကုန်းပေါ်ကစင်စည်းတက်မင်းသားသည့် ဆင်အတက်များကိုတဖက်ကန်းခတ်အောင်ပြတာရတော့သည်မှုံယူနေသောဆင်ကိုဘလူကင်လွယ်ချရသည်ဟူသောကိုနှစ်ဆင်အပြိုင်ကျဲရသည်အဖြစ်ကအလွန်တရာမှဆွတ်ဆုံစားစားလှုပ်ဆောင်ရသော ပွဲပင်ဖြစ်ပေတော့သည်ဤလာသည်ကမန္တလေးပကံတို့ကဲ့သို့သောမြမရှိဟောင်းမျိုးကြီးများစီအလဲတစ်ခေါက်သွားရင်တေးဂီတာကပြားလင်းကပရိဒါစာအုပ်များကိုဖိုတဆာဒီတဆာ ကောက်ယူမှတ်သားကရှေ့အခါကကျင်းပခဲ့သောကြီးကျယ်ခမ်းနားထဲဝါစံပြလာသည့်စည်ရည်ပြပွဲများနှင့်စစ်ခင်းသပင်ပွဲများကို စိတ်ကူးဖြစ်ပုံဖော်ကမြေယောင်ကြည့်ကြရဖို့အချိန်အခါကောင်းလဲဖြစ်ပါတော့သည်ဒီကနေ့တော့ကတော့ဒီလောက်ပါပဲရှင်။နောက်နေ့တွေမှာလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ရအောင်တဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။ကျမတို့ရဲ့ Thank you to the Mi Channel လေးကိုနားဆင်ပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။